အလုံးမဲမင်္ဂလာပါရှင်စက်တင်ဘာလ24ရက်နေ့ညနေပိုင်းအတွက်ပေးပို့ထားတဲ့မူလဝတ္ထအခြေအနေခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါရောင်းမယ်ကျွန်မလူမှုအောင်ပါရှင်ဂျရုတိမ်မုံအရာဆိုရင်တော့ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်တောင်ပိုင်းမှာကမုတ်တုံလီအားအသင့်တင်ရှိနေပြီးတော့ကျန်ဘင်္ဂလားပင်လယ်မြောက်ပိုင်းမှာဆိုရင်တော့တိမ်ထူတက်နေပါရှင်မြန်မာတစ်ပြည်လုံးပေါ်မှာဆိုရင်တော့တိမ်အသင့်အင့်ဖြစ်ထွန်းနေတာကိုတွေ့ရပါရှင် ေတိုင်းတို့အချိန်နေခတ်မှန်းချက်အနေနဲ့ကတော့ရခိုင်ကဲရန်ချောင်းမှာတနာယီကို၈မိုင်ကနေ၁၂မိုင်လုံး၊ကြံကဲရန်နေမှာဆိုရင်တော့တနာယီကို၁၅မိုင်ကနေပြီးတော့၁၈မိုင်လုံးလေးတိုက်ခတ်နိုင်ပါရဲ့ရှင်။အခုဆက်လက်ပြီးတော့မနေ့ပြန်အတွက်မိုးလေဝသအချိန်နေခတ်မှန်းချက်တွေကိုလည်းတင်ဆက်ပေးပါအောင်မယ်။စစ်တွေ၊မကွေ၊ပသိမ်၊ပဲခူး၊မော်လမြိုင်၊ဖအံတဝဲ စတဲ့ဒီမြို့ကြီးတွေအားလုံးမှာဆိုရင်တော့နေရာကျကျမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပြီးတော့ရန်ကုန်မှာဆိုရင်တော့နေရာကွက်ကြားမိုးတချုံရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်ရှင်။ဆက်လက်ပြီးတော့ကြံမြို့ကြီးဖြစ်တဲ့ဟာခာမုံရွာမြကြီးနာလာရှိုတောင်ကြီးဟဲဟိုလိုက်ကိုစတဲ့ဒီမြို့ကြီးတွေမှာဆိုရင်လည်းနေရာကျကျမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပြီးတော့မန်းလေးမှာဆိုရင်တော့နေရာကွက်ကြားမိုးတချုံရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်ရှင်။ ဆက်လက်ပြီးတော့မွေးချိန်ပမာဏအနေနဲ့ကတော့မြမတပြီလုံးနှီးပါမှာဆိုရင်တော့မွေးချိန်တွေကအနည်းဆုံး20မီလီမီတာနေပြီးတော့အမြင့်ဆုံး60မီလီမီတာဝန်းကျင်လောက်မှရှိနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်ရှင်။အပူချိန်တွေအနေနဲ့ကတော့ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာဆိုရင်တော့23ကနေပြီးတော့28ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပြီးတော့ကြံဒေသတွေမှာဆိုရင်တော့29ကနေပြီးတော့34ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်ရှင်။ မြမပင်လယ်ပြင်အခြေအနေခက်မှန်းချက်အနေနဲ့ကတော့မြမကန်ရန်ရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်မှာဆိုရင်တော့လှိုင်းအသင့်အတင်ရှိနိုင်ပါတယ်။လှိုင်းမြင့်ပေးကတော့၃ဘီကနေပြီး၅ဘီလောက်မြင့်တက်နိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။မန္တလေးမြို့နယ်ဤတွဲအတွက်ငါးရက်စာခက်မှန်းချက်အနေနဲ့ကတော့လာမယ့်ရှိ၄ရက်မှာဆိုရင်တော့နေရာကွက်ကြားမိုးထချုံရွာသွန်းနိုင်ပြီး29ရက်နေ့မှာဆိုရင်တော့နေရာကျကျဲမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ရန်ကုန်မြို့နယ်ဤတွဲအတွက်ငားရစာခတ်မှန်းချက်တွေအနေနဲ့ကတော့လာမယ့်ငားရစလုံးမှာရန်ကုန်မြို့နယ်ဤတွဲမှာဆိုရင်တော့နေရာကွက်ကြားမိုးထချုံရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်ရှင်။ နေပြည်တော်နဲ့နေတွိုက်အတွက်9000ဆခတ်မှန်းချက်တွေနေနေရတော့လာမယ့်9ရက်လုံးမှာနေပြည်တော်နဲ့နေတွိုက်မှာဆိုရင်တော့နေရာကျကျမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါရဲ့ရှင်။အခုဆက်လက်ပြီးတော့အာရှဒေသတချို့ရဲ့မြို့လဝတအခြေအနေခန့်မှန်းချက်တွေကိုလည်းတင်ဆက်ပေးပါအောင်ပဲကျေးဇူးတင်ပါတယ်ရှင်။